ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောသံအနေနဲ့လစဉ်ရေတရားတွေကိုထုတ်လွှင့်ပေးလေရှိပါတယ်ကျွန်တော်တို့ဗမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီဘက် AB နှစ်ရက်ကနေပြီးတော့အရှင်ရနေသည့်ကျွန်တော်အင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောသံကိုဟောကြားပေးတော့မှာဖြစ်ပါတယ် တော့ဒီတစ်ပတ်အတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာမိသီးကိစ္စမဆိုကိုယ့်ရဲ့ဘိုင်ကိစ္စမဆိုပေါ့ကိုလုပ်တဲ့ကိစ္စတွေကိုယ့်ရဲ့စီးပွားရေးကိစ္စပဲဖြစ်ဖြစ်လူမှုရေးကိစ္စပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘယ်ကိစ္စမဆိုကိုယ့်မကြောက်ကြောက်အောင်ကျွန်တော်တို့ဖျဲချောက်ခံရတဲ့ရက်တွေကိုယ့်ကိုချောင်းလန်းမဲ့ရက်တွေတော့ဖြစ်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရမျိုးတွေမှာကိုယ့်ရဲ့တလန်းတွေကိုကျွန်တော်တို့ပိတ်ဆို့ခံထားရတယ်ကိုဒါလုံးမဆိုမလုံးနဲ့ပေါ့ကိုယ့်ရဲ့တလန်းတွေကိုယ့်ရဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့ပိတ်ဆို့ခံထားရတဲ့ရက်တွေဖြစ်တယ်အဲ့တော့တခုဆိုရင်ကျွန်တော်တို့ဖိအားပေးခံထားရတဲ့ရက်တွေဖြစ်တယ်အဲ့တော့ချုပ်တီးမှုတွေကျွန်တော်ချုပ်ချယ်မှုတွေခံရတဲ့ရက်တွေဖြစ်တယ် အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်ဟိုပြဿနာတွေတော့တက်တက်ပြီးနေကျွန်တော်တို့ထိတ်လန့်စရာတော့မလိုဘူးအဲ့တော့ထိတ်လန့်ခြင်းကျွန်တော်တို့မရှိဘဲနဲ့ကျွန်တော်စိတ်ရေးကောင်းရေးထားပြီးဆောင်ရွက်ဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်အဲ့ဒီကျွန်တော်မကောင်းတဲ့ပြဿနာတွေကလည်းအဲ့ဒီစိတ်ရေးကောင်းရေးထားပြီးကျွန်တော်တို့ဆောင်ရွက်မယ်ဆိုရင်ကိုယ့်အတွက်သူ့လိုလိုကျွန်တော်တို့ရှင်းပြတာကျွန်တော်ဖြေရှင်းပြတာတွေဖြစ်သွားလိမ့်မယ် အဓိကကိုယ့်ကိုဘယ်လောက်ပဲဖျက်ချောက်ချောက်ဘယ်လောက်ပဲဖိအားပေးပေးဘယ်လောက်ပဲဒုက္ခပေးပေးကျွန်တော်စိတ်အေးကောင်းအေးထားပြီးလောကန်ဆောင်ရတဲ့နေရာတွေဖြစ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာကျွန်တော်အရေးကြီးတဲ့ကိစ္စတွေစတင်မလားလုပ်ငန်းစည်းဝါးတွေစတင်မလားတခုကျွန်တော်တို့စတင်ပြုမှုပြောဆိုဆုံးဖြတ်မယ်ဆိုရင်တော့မလုပ်တဲ့နေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာအင်္ဂါနေ့မွေးဖွားသူတွေဟာ ဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်ဘယ်လုပ်ငန်းအနေနဲ့ပတ်သက်ရင်အကျိုးရှိအောင်မြင်စေလဲဆိုတော့ကျွန်တော်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးအလူမျိုးကြောင့်ပေါ်တာကြောင့်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်ဆီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်ဥပဒေပစ္စည်းတွေဓာတ်တုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓီတို့ဖက်တို့ဓာတ်ပုံတွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်မြေတို့အမွေတို့ဖုန်းတို့အမွေတို့ပစ္စည်းမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပဲမျိုးမျိုးပြောင်းမျိုးမျိုးကျွန်တော်ဖရဲတို့ကျွန်တော်မုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာ ာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်ကိစ္စကျွန်တော်တို့ဘယ်လုပ်ငန်းတွေနဲ့ဆိုရင်ဂတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်အသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေသွတ်တန်တစ်တဲနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာကျွန်တော်တို့တတိထားပြီးလောက်ကန်ဆောင်ရွက်တင်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာပဲ အင်္ဂါနေ့မွေးဖောက်သူတွေကကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ချင်တယ်ဆိုရင်ဘာလို့ရလဲဆိုတော့စက်တုံနီတစ်လုံးနဲ့ပဲကိုရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်စက်တုံနီတစ်လုံးနဲ့ပဲကျွန်တော်တို့အထိရိုက်ခေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့အိမ်တော်အခြေအနေပတ်သက်တဲ့ကိစ္စတွေကျွန်တော်အထင်းငယ်လေးတွေဖြစ်ပြီးမှအစီအပြေအောင်မြင်သွားမယ်အထင်းငယ်လေးတွေဖြစ်ပြီးမှကျွန်တော်အကောင်းဘက်ကိုရောက်သွားမယ်ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတွင်းမှာပဲကဏ္ဍနံပါတ်တွေရွေးချယ်ခြင်းလို့တခုကဏ္ဍနံပါတ်တွေတုံးဆွဲခြင်းလို့ဆိုရင်အကျိုးပေးကန့်ကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဟာ၄၅၃၉ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာအင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကန့်ကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ကျမိုင်းနဲ့ပတ်သက်တော့ကျွန်တော်ဘာသတိထားရလဲဆိုတော့သွေးနဲ့ပတ်သက်တဲ့ယောဂါလေးတွေသတိထားရတယ်ကျွန်တော်သွေးတူတာမျိုးသွေးပေါင်ခြင်းတွေကျွန်တော်မှန်မှန်တာမျိုးသွေးနဲ့ပတ်သက်တဲ့ယောဂါလေးစိကျုပ်သွေးကျုပ်မှန်မှန်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့သွေးနဲ့ပတ်သက်တဲ့ယောဂါလေးကိုသတိထားဖို့လိုတယ် ဲ့တော့ဒီရက်တွေမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်တခုကိစ္စလေးတွေအောင်မြင်ခြင်းလိုပဲဖြစ်ဖြစ်ကျွန်တော်လူကျင်တန်းခြင်းလိုပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့ကျွန်တော်အိမ်ဖះမှာပဲမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုနွားနုနဲ့ပေါင်မုတ်လေးလေးနက်နက်ကပ်လူပြီးတော့ဆုတောင်းလိုက်ပါခင်ဗျာအင်္ဂါနေ့မွေးဖွားသူများလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ